ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and love အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့အဆုံမကောင်းတောင်းပေးလိုက်ရပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာဒီနေ့မှာကျွန်တော် mid busting တခုလောက်ချင်တယ်ဗောနော်ဒါ liverpool နဲ့ပတ်သက်ပြီးတော့ mid mid တော့မဟုတ်ဗောနော်လက်ရှိမှာဒါကျွန်တော်လူတော်များအေးဗောနောက်ပေါက်ချာတိတ်တွေပဲပြောမလားဒါကျွန်တော်လက်ရှိအခုနောက်ပိုင်းမှာဘောလုံးခွဲကြည့်တဲ့လူတွေပဲပြောမလားပါလားတော့မသိဘူးဗောနော်အဲ့အခုနောက်ပိုင်းဘောလုံးခွဲကြည့်တဲ့လူဆိုရင်တော့ဒါပို့ပြီးအောင်သိရမယ်လူတော်မြင်အဲ့တော့ ထားပါအခုလက်ရှိဒါကျွန်တော်လက်တလောတွေ့လာခဲ့ရတဲ့အကြောင်းလေးတခုခင်ဗျားတို့နည်းနည်းလေးကျွန်တော်လည်းသိသလောက်နေတာကျွန်တော်တို့ဒါကျွန်တော် of course ပေါ်လုံးနဲ့ business ဆိုရင်တော့ကျွန်တော်နည်းနည်းလေးသိသလောက်ပေါ့နော်ဒါခင်ဗျားတို့နည်းနည်းလေးပြောပြချင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာ Liverpool သင် Florian Risk ကိုဝယ်ယူခဲ့ပြီးတဲ့နောက်ပိုင်းမှာ Liverpool လူတွေအဲပေါ့တခြားလူတွေဟာ Liverpool ကအဲ့လောက်ပတ်စံရှိတာလားပေါ့ Liverpool ကဘယ်နာပတ်စံနေရတာလဲဆိုတဲ့စကားလုံးတွေကျွန်တော်ကြားတယ် ဲ့ဒီစကလုံးကြီးကြားတယ်ဖះဆူကျွန်တော်အမြဲတမ်းရည်ပြီးဒီဘေးကြီးယူများနေလားဆိုပြီးအဲ့ဒီမီးတဲ့မီးကွန်းမီးတဲ့ဘေးကြီးကိုကျွန်တော်တော်များရည်မိပြီးတော်တော်များကျွန်တော်ဒီလူလှောင်းတာတော့မဟုတ်ပါနဲ့နည်းနည်းလေးကျွန်တော်ရည်မိတယ်ပေါ့နော်အဲ့တော့ အဲ့ဘောစီဒီအသင်းနဲ့ပတ်သက်ပြီးဒီလိုမျိုး question လုပ်တာကျွန်တော်အနေနဲ့နားလူရစီဒီအသင်းနဲ့ဒီနောက်ပိုင်းမှာအောင်မြင်လာကြတော့ဒါပတ်စံတလက်ဟောဝင်လာကြတော့ဒါကိုတချို့ကြလက်မခံနိုင်တဲ့ sequence ဖြစ်တယ်စီဒီအသင်းကိစ္စကိုလည်းကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းကရှင်းထားပြီးပြီဖြစ်ပြီးဒါလည်းရှိမှာလီဗာပူးနဲ့ပတ်သက်ပြီးလည်းရှင်းအောင်ပဲဒါပေမဲ့ရှင်းရမယ့်အတိုင်းမှာလီဗာပူးနဲ့ပတ်သက်ပြီးရှင်းရမယ်လို့တောင်းအောင်ကျွန်တော်ဘယ်တော့မှမထင်ထားခဲ့ဘူးပေါ့နော်အဲ့တော့ let's talk about it ပေါ့နော်အဲ့တော့ liverpool တင်တဲ့ခုလက်ရှိမှာ florian ris ကိုတကယ်တမ်းဒါကျွန်တော်တို့ euro တန်136တန်းနဲ့တူဒါကျွန်တော်တို့ဝယ်လိုက်တယ်တန်150မဟုတ်ဘူးနော်136တန်းကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့အဲ david austin ကိုတိုင်းတရားဝန် confirm လုပ်တယ်136တန်းပေါင်သုံးထားတယ် တန်း135တန်း136တန်းမှာဒါကျွန်တော်လက်ရှိ inflation နဲ့ပြန်တွက်မယ်ဆိုတော့ကျွန်တော်ဒါငွေကြီးကြီးက136တန်းဒါကျွန်တော်တို့ယူရိုသုံးလိုက်တယ်ပေါ့နော်ဒါ of course ဒါ premier အတိုင်းတစ်ချောင်းမှာဈေးကြီးဆုံးစားသမားတစ်ယောက်ဖြစ်လာတယ်ဒါပြင်ကျွန်တော်တို့လက်ရှိဒါဥရောပမှာလည်းဒါ top 5ဒါဈေးကြီးဆုံးစားသမားတွေပါသွားတယ် of course ဒါပေမဲ့ liverpool တင်ဒီလိုကစားသမားမျိုးကိုဘာလို့ဝယ်နိုင်နေတာလဲဆိုတော့မိကွန်းကိုမေးရမှာတော်တော်လေးကိုရည်ရတယ် liverpool တကယ်တမ်းမေးရမှာ liverpool တင်ဒီလိုကစားသမားမျိုးဘာလို့တစ်နှစ်တစ်ယောက်တောင်မဝယ်တာလဲဆိုတော့မိကွန်းကျွန်တော်ကပြောင်းမေးရမှာဖြစ်တယ်ကျွန်တော်ဗီဒီယိုကြီးရလို့ဆိုသိနေမှာ တော်ဒီလစ်ဗာပူးသင်းလူမော်ဝဲတော့အားမရဆုံးနံပါတ်1ပိတ်သက်တီထဲမှာပါလိမ့်မယ်ကျွန်တော်ဟာလစ်ဗာပူးပိတ်သက်မဟုတ်ဘူးဒါတော့မှ FG ကိုကျွန်တော်လူမော်ဝဲဆုံးဒါကျွန်တော်တို့ပန်ရှင်နဲ့ကျွန်တော်ခဏခဏပြောတယ်အဲ့တော့ let's see let's talk about it ဘောနော်လစ်ဗာပူးသင်းဘယ်ကပဆိုင်ရလဲ okay လစ်ဗာပူးအသင်းဒီလက်ရှိမှာအင်္ဂလန်မှာအအောင်မြင်ဆုံးအသင်းတွေကတသင်းဖြစ်တယ် not just အအောင်မြင်ဆုံးအသင်းတွေအအောင်မြင်ဆုံးအသင်းတစ်ခုနေနေတော့ခင်ဗျားနေပြောလို့ရတယ်ချန်ပီယံလိအများဆုံးအခုလက်ရှိမှာပရီးမီးယားလိကို United နဲ့ပူးတွဲအများဆုံး just name it ရှိသမျှဖလားတွေအကုန်လုံးလီဗာပူးမှာအကုန်ရှိတယ်လီဗာပူးရဲ့ဖလားပြတိုက်တဲ့ရောက်သွားရင် it's like a go my ခုနပြောလို့ဒါလုံးဝဒါ very very good ပေါ့เนาะအဲ့တော့ပြောချင်တာဒီလိုလက်ရှိပုံစံမျိုးကိုခင်ဗျားတို့တွေ့ရမြင်ရမယ်တဲ့မှာပါတယ်ဒါလက်ရှိဒါကျွန်တော် next level ပေါ့เนาะဒါပြောချင်တာအဲ့တော့လီဗာပူးအသင်းအနေနဲ့ဒါပတ်စံဘေကရလဲဆိုတဲ့မိကုံကအင်မတန်မှရည်ဖို့ကောင်းတဲ့မိကုံတစ်ခုဖြစ်တယ်နိုင်ငံတိုင်းမှာလီဗာပူးပြည်သက်ရှိတယ်အထူးသဖြင့်ဒါကျွန်တော်တို့ထိုင်းလို့ပါလို့မဟုတ်လို့လီဗာပူးရဲ့ following ကအင်မတန်မှကြီးတယ် လဘဘူးတင်တာနှစ်တိုင်းလိုလိုတာကျွန်တော်ဝင်ဝင်မှာအမျက်အစွန်းမှာဟောတာကျွန်တော်နံပါတ်1တို့မနံပါတ်2နေရာမှာအမြင်နဲ့ခြေတဲ့နေရာမှာရှိတယ်လဘဘူးတင်ကအဲ့လောက်ထိလူကြည့်များရတယ်မှာပါဒါပေမဲ့လဘဘူးတင်ရဲ့ပြိသက်တွေကဒါ noise ထုတ်တဲ့နေရာမှာနည်းတယ်သူများအသင်းတွေတဲ့ဆိုင်ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်လည်းမသိဘူးလေဘဘူးအသင်းပြိတ္တရတာသူများသိနေရှင်းမယ်ဆိုတော့လက်ရှိမှာဒါပုံမှန်လေးပြောမှာလက်ရှိကျွန်တော် local မှာဆိုရင်အသံကျေဆုံးပြိတ္တရတဲ့မှာဒါကျွန်တော် Arsenal နဲ့ Manchester United အသင်းရဲ့ပြည်သက်တွေများတယ်။ဥပမာလက်ရှိမှာ Liverpool အသင်းဆိုပြီးဖလားရသွားတယ်။ AC ပဲသူတို့ကသူတို့ AC ပဲသူတို့သူတို့ AC ပဲဟုတ်တယ်။သူတို့ကသူတို့ဒါကျွန်တော်စရရင်နောက်တယ်ရှိပြီမယ်။တကယ်လည်းပြန်စမ်းသပ်ကြည့်မယ်ဆိုရင် Liverpool ပြည်သက်တွေအဲ့တော့ Liverpool ပြည်သက်နဲလားဆိုတော့မနေဘူး။ကမ္ဘာတဝန်းမှာ Liverpool ပြည်သက်တွေအင်ပါတာမှများတယ်။ထိုင်းတို့ဘာလို့မှဆို Liverpool ကအယမ်းများတယ်မှာပါ။အဲ့တော့ လီဗာပူးအသင်းပတ်စံဘယ်ရရလဲဆိုတဲ့မေကွန်ကတကယ်တမ်းအကြီးအားဆုံးမေကွန်ရင်တဲ့တစ်ခုဖြစ်တယ်လီဗာပူးအသင်းကဒါကျွန်တော်တို့ consistently ပတ်စံကိုတန်းကိုရနဲ့ချီရနေတဲ့အသင်းတွေကတသင်းဖြစ်တယ် revenue အရာကော net net အရာကောအမြဲတမ်းလူလူအသင်းက positive sign နဲ့အသင်းတသင်းဖြစ်တယ်လူရောမြတ်ဒီမေကွန်ဘာလို့မေးလဲဆိုတဲ့အဖြစ်ကရှင်းရှင်းလေး effort ကြီးကြောင်းမယ်အသင်းကိုဒါလူတလောက်ပတ်စံမသုံးပေးတဲ့အချိန်မှာတကယ်တမ်းအသင်းကဝူးနိုင်ထသုံးတဲ့အချိန်မှာပတ်စံဒီဘယ်ကရလဲဆိုတော့မေကွန်ပါဆိုကျွန်တော်တို့ဒါ မီလီယနာတထေးပေါ့နော်။ဒါမီလီယနာတထေးကတော့တနေ့မှဒါကျွန်တော်တို့သူ့ဘာသူဒါကယ်စီယိုနိုင်လေးဝတ်တယ်။သူ့ဘာသူဒါကျွန်တော်တို့ cheap perfume လေးဆွတယ်။ဒါပေမဲ့သူတကယ်လည်း okay အောင်ဟိုဒီတခုတော့ကအော်ဒမာပီကေးလေးပေါ့နော် AP ပေါ့နော် Riot Oak လေးငါဝယ်ခြင်းနဲ့ဆိုပြီးသူ့ဟာသူဒါ shopping mall ထဲဝယ်ပြီး AP Riot Oak ကိုဒါကျွန်တော်တို့ပတ်စံဥမာ maybe ပေါ့နော်ဘတ်ဟိုပေါ့ဘတ်နဲ့ဘတ်တော့ဒေါ်လာနဲ့ဘတ်ဒေါ်လာ5သိန်းကျော် AP Riot Oak လေးပေးပြီးဝယ်ပလိုက်တယ်ဘေးကလူကြီးဟာဒီဘက်ကကယ်စီယိုကြီးဝယ်ထားပြီးဘာလို့ Riot အမှန်တမ်းမှာဒီဘက် Riot Oak ကိုမဝယ်ခြင်းလို့ကိုမဝယ်တာ တော့ပေါ့လားကျွန်တော်ပြောရဲ sense ကိုသဘောပေါက်လားသူ့အိမ်မှာ Rolex တွေလည်းရှိတယ်ဟုတ်တယ်နော်သူ့အိမ်မှာ Rolex တွေရှိတယ်သူ့အိမ်မှာဒါကျွန်တော်တို့ IWC လည်းရှိတယ်အနိုင်ကြောင်းပြောရဲကျွန်တော်ဘာပြောအဲ့တော့ပြောတဲ့အိမ်ပဲကသူ့ဘာသူမကြိုက်လို့မဝယ်တာသူ့ဘာသူကက်စီနေပြီးမဝယ်တာအဲ့ sense ကိုကျွန်တော်တို့က perfectly နားလည်ဝေးကြည့်တယ်အဲ့ဘက်ကမီလီယံနာပဲအဲ့တော့ပြောချင်တဲ့အိမ်ပဲဒီတိုင်းပဲ Liverpool တဲ့ပတ်စံမရှိတာမဟုတ်ပတ်စံရှိတယ်ကက်စီကုတ်တာ စပားအသေးလို့ပဲအခုချိန်မှာခင်ဗျားဒါပုံမှန်စပားအသေးနဲ့ပေါင်တန်တရာ53ကျွန်တော်ပြိတိုက်နေသိပြီးမထူးဆန်းအခုချိန်မှာဗျာစပားအသေးကလာထွက်လာပြီးတော့ဝုန်နိုင်โอเคငါတို့ကပေါင်တန်တရာ53ပြလိုက်မယ်ကစားသမားတယောက်မှာဆိုတော့ဘီဒီယိုမြင်ရစာဝန်ကြီး surprise ဖြစ်လိမ့်မယ် ကျွန်တော်စပါးပရိသတ်တွေနဲ့စပါးပရိသတ်ဘာလို့ကျွန်တော်ရဲ့နံပါတ်ကိုကျွန်တော်သိနေတာတနေ့တနေ့ကိုစပါးသင်ဘလောက်မြတ်လဲအခုလက်ရှိမှာဗျာကျွန်တော်တို့ဒါအခုမှသာဖလားရရဆိုမဲ့အာစတဲတို့ချယ်ဆီတို့ကိုတော့တစ်ချိန်မှာတချို့တစ်ချိန်တွေမှာကြော်ပြီးကျွန်တော်တို့ဝင်ငွေတောင်ပုံများသေးတဲ့ movement တွေရှိသေးတယ်အဲ့ဒါဖလားရပြီးအောင်မြင်တဲ့တင်တွေကိုကြော်ပြီးဖလားပတ်စံတွေရတယ်နော်အဲ့ဒါဘယ်ကပတ်စံအဲ့ပတ်စံဘယ်ကဝါဆယ်အဖြစ်ကိုရီးယားတည်ဆိုအဲ့တော့ ဒီတိုင်းပဲလီဗာပူးရဲ့ scenario မှာလီဗာပူးကဒါကျွန်တော် brandy ရဲ့ဒီမှာအများကြီးလီဗာပူးအသင်းရဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အင်ဂျီစာချုပ်ချုပ်ရတဲ့နေရာမှာသူများရဲ့အသင်းတွေပို့ပြီးတော်ရတဲ့မှာပါတယ်သူများအသင်းရဲ့အင်ဂျီစာချုပ်ချုပ်ပြီးဆိုရင်ဒါကျွန်တော်တို့ banana ဆိုပြီးတခါတည်းအပြတ်ရောင်းချပလိုက်တဲ့ပုံစံမျိုးရှိတယ်လီဗာပူးအဲ့လိုရောင်းတာမဟုတ်လီဗာပူးကသူတို့က percentage ပြန်ယူတယ် ကျွန်တော်အင်ဂျီရှက်စိမ်းနဲ့ပတ်သက်ပြီးဒါဟိုရင်တော့တစ်ခေါက်ရှင်းပြခဲ့လို့ပဲအင်ဂျီရောင်းတဲ့အသင်းကရတဲ့အသင်းဆိုတာတအားနေတယ်ကျွန်တော်ဒီလောက် Real Madrid နဲ့ Liverpool လောက်ပဲလက်ရှိမှာရှိရလို့သိရတယ်မှာ Liverpool တင်းကအင်ဂျီစပွန်ဆာကိုဆာရောက်ချုပ်ပြီးဆိုတော့သူတို့နည်း15ရာခိုင်နှုန်းနဲ့ရာခိုင်နှုန်း20အမြဲတမ်းပြန်ယူလေးရှိတယ်အဲ့တော့ခမအင်ဂျီတထဲမှာ Liverpool တင်း Liverpool အင်ဂျီကိုပေါင်100နဲ့ဝယ်လိုက်ပြီးဆိုရင် Liverpool တင်းက20အပြင်ကိုဒါကျွန်တော်စပွန်ဆာကြီးပြန်ရတယ်အဲ့လိုပုံစံမျိုးသွားတယ်သူများတင်းမှာလက်ရှိမှာ Spa တင်းမှာကျွန်တော်ဒါဒီအင်ဂျီပေါ့နော် Spa တင်းမှာထားစပါအသင်းမှာခင်ဗျ Nike logo နဲ့အင်ဂျီကိုခင်ဗျဝယ်လိုက်ပြီးဆို ရင်စပါးအသင်းကပတ်စံမရဘူး။ဘာကြောင့်လဲဆိုစပါးအသင်းကအဲ့ဒီ right ဒီအကုန်လုံးကိုရောင်းထားပြီးသားမဟုတ်လစ်ဗာပူးသင်းကအဲ့လိုမဟုတ်ဘူး။လစ်ဗာပူးသင်းကသူ့ဘက်သူ Adidas မကောက်90ဒစိပ်ပါပါသူ့အင်ဂျီရောင်းလိုက်တာတော့20%ပြန်ရပြီးသားဖြစ်တယ်။လစ်ဗာပူးအသင်းက FG တို့အုပ်စုကအင်မတန်မှအလုပ်လုပ်တတ်တဲ့စီးပွားရေးအုပ်စုတွေမှာပါတယ်။အဲ့ကြောင့်မခမရတာကျွန်တော်တို့ပြပြနော်ဒီကျွန်တော်အခုလက်ရှိပြထားတဲ့အင်ဂျီမှာ Nike logo မပါဘူးတလားဘာလို့လဲသိလား Nike logo မပါဘူးဆိုရင်ဒီအင်ဂျီရဲ့အမြန်မဆုံးကိုစပါတင်က100%ရတာဖြစ်တယ်။ Nike logo လေးထည့်လိုက်တာနဲ့ကို Nike ကပိုင်သွားတာဖြစ်တယ်။အဲ့ဒါကြောင့်မလို့အဲ့တော့ ါပေမဲ့အဲ့ဒီပုံစံမျိုးမှာလစ်ဗာပူးတင်းကအများကြီးများတယ်လစ်ဗာပူးတင်းကဒါကျွန်တော်တို့အင်္ဂလိပ်စပွန်ဆာနဲ့စာချုပ်ချုပ်ပြီးဆိုရင်တို့အနေနဲ့သူများရဲ့ထက်ပြန်စမ်းသကြည့်မယ်ဆိုရင်တော့အမောင်းကအနည်းတယ်ဟာလစ်ဗာပူးတင်းကကွာအသိကြီးကြီးပြမောင်းနေတယ်ဆိုအထင်သွားမသိနဲ့တို့ကပါဆန်တီတခုအများကြီးယူထားပြီးသားအဲ့ပါဆန်တီကအသက်ပဲအဲ့ဒီပါဆန်တီကြောင့်မို့တစ်နှစ်တစ်နှစ်ဆိုတို့က United နဲ့နင်လားငါလားမှာအများကြီးရှင်နေအင်္ဂလိပ်ရောင်းတဲ့ဝင်ဝင်မှာ ဲ့လိုမျိုးရှင်ပြီးသွားတာအဲ့လိုပုံစံမျိုးပေါ့နော်အဲ့ထားပါအဲ့ဒါနောက်မှကြာကျွန်တော်အားမှာထပ်ပြီးရှင်ပြီအဲ့တော့ပြောချင်တာကကျွန်တော်တို့ကွင်းဝင်ခွင့် Liverpool ပြိသက်ကျွန်တော် Liverpool ပွဲတွေခဏခဏသွားကြည့်ဘူးတယ် Liverpool လက်မှတ်ကဝယ်ရမလွယ်ဆုံးလက်မှတ်တွေတည်းမှာပါတယ် Arsenal Liverpool ဘယ်တော့မှဝယ်ရမလွယ်ဘူးတကယ်ကိုဘယ်တော့မှဝယ်မလို့ဝယ်မယ်ဆိုရင်ခင်ဗျား roulette ညာနဲ့ပြန်လောက်ရတယ်။ခင်ဗျား member ဝင်ရအောင်မဟုတ်ဘူးเนาะခင်ဗျားကြည့်ကျင်တဲ့ပွဲကိုခင်ဗျားအဲ့ဒါကိုကြည့်မယ်ဆိုတဲ့ပွဲကိုခင်ဗျားသွားပြီးတော့ကျွန်တော်တို့ mail လက်မှတ်ဝယ်တယ်။အဲ့ mail ပေါက်မှခင်ဗျားလက်မှတ်ဝယ်ပိုင်ခွင့်ရှိတယ်။အဲ့လိုမျိုး ကွင်းဝင်ဝင်လည်းအများနဲ့လူပြည့်တဲ့အသင်းတစ်သင်းဖြစ်တယ်။ရုပ်သံလွှင့်ခွင့်မှာလည်းနိုင်ငံတကာမှာ fan base အများဆုံးအသင်းတစ်သင်းဖြစ်တယ်။အင်ဂျီ sponsor ရေးမှာလည်းအများကြီးဝင်ခွင့်ရတယ်။အဲ့တော့ခုနကပြောတဲ့တကယ်လက်ရှိ marketing မှာလည်းဒါ Liverpool ကစားသမားရဲ့ Liverpool ကိုတုံးနေတဲ့ company တွေအများကြီးရှိတယ်။အဲ့လောက်ချမ်းသာနေတဲ့ company ကိုခင်ဗျာဘယ်လိုဖြစ်လို့ငွေသုံးနိုင်လဲလို့ကျွန်တော်မေးတယ်ဆိုရင်တော့ကျွန်တော်ဘာမှပြောလို့မရတော့ပါဘူး။အဲ့တော့ခင်ဗျာဘာလို့ဆိုအခုလက်ရှိမှာဗျာခုနကပြောတဲ့အခုတထေးတွေကြားထဲမှာကျွန်တော်ပြောခဲ့သလိုပဲအဲ့ဒီတထေးကပတ်စံမသုံးတကယ်ပတ်စံသာတကယ်သုံးလိုက်ချင်မှာဟာ တတိယတတိပဲလေသူကပတ်ဆက်မတုံးတာပဲရှိရတတိယတတိပဲသူရဲ့ဝင်ငွေလမ်းကြောင်းဝင်ငွေလမ်းကြောင်းရှိပြီးသားအဲ့တော့ဒီအတင်းကဘယ်ရည်ပတ်ဆက်ရလဲဆိုတော့ရနေတဲ့အချိန်ကပတ်ဆက်ရပြီးသားဒီသွားနေကြလမ်းဒါပေမဲ့အခုမှသာထူးဆန်းဆန်းထပြီးသားစံချိန်တင်ပြောင်းရွှေ့အရင်တော့ကလည်းလေဘဘူးသုံးဘူးပါလေအခုမှထပြီးဒူတွေကထပြီးပြောင်းတာအရင်တော့ကသုံးပြီးတော့ကော်တင်ညိုရောင်းလို့သုံးနေဆိုတော့လူတော်များထင်တာပဲပေါ့နော်အဲ့တော့လက်ရှိမှာလေဘဘူးအသရင်သုံးနေဆိုတော့ of course FG နေနဲ့ပြောင်းလဲလာတဲ့ဥစ္စာဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ လီဗာပူးဘယ်ကပတ်သက်ရလဲဆိုတော့မေဂွန်ကတကယ်ကိုရည်စရာကောင်းတဲ့မေဂွန်တစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောပြရစေလောက်ပါပဲဘလုံးမွေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db4e တို့မှာကျင်းလို့ဆိုပေါအောင်ကိုညီတို့ရပါတယ်ပြပြလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဟောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ ဒီဗီဗော်ယူရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးတဲ့ clip ကိုမမေ့ကြပါနဲ့ဗျ။များများ clip မှာများများနိုင်မှာဖြစ်ပါတယ်။အားလုံးကြိုးတင်ပါတယ်။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ရေနောက်မှာ AA စစ်စစ်တွေ့ကြတာပေါ့။ဒေးပါဗျ။